အားလုံးပဲမင်္ဂလာပါ save blog နေကြိုးစို့ပါတဲ့ဒီနေ့မှာတော့ဒိုင်းနိုင်ငံအရှိပိုင်းမှာရှိတဲ့နှစ်ခွန်တို့ဗန်ပီစကန်ကိုတွားလေတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗန်ပီစကန်မှာဘာတွေရှိမယ်ဘယ်လိုမျိုးတွေလုပ်လို့ရမယ်ဆိုတာသိချင်ကျွန်တော်တို့ like ခဲ့ကြပါပြောမယ်ဆိုတော့နှစ်ခွန်တို့ဆိုနှစ်ခွန်တို့ဗန်ပီရဲ့အိမ်ပါအဲဒါခုမိုက်တာရေကူးကန်လည်းပါတယ်ရေကူးကန်လည်းပါတယ်ရေကူးကန်နဲ့အိမ်နဲ့ခါတွေ့ရပေါ့၄ယောက်ခံလို့၈ယောက်ခံလို့ဆုံးမယ် ၄ယောက်ဆန်းဆိုတော့၄00မှာပဲပြဟဲ့ဗိုင်းရှင်ဆိုတည်ကျွန်တော် like ကြည့်ကြ။ဒီဗန်ပစ်စကံကထိုင်းနိုင်ငံနောက်ခွန်တို့မှာဆိုရင်ဗျအရန်ကိုနမဲကြီးပြီးတော့လူလာများအနေနဲ့တနည်းအဖြစ်ပါတယ်။အခုကတော့အခန်းတော်မရလေလို့အခန်းတော်စောင့်နေတာပါ။အခန်းတော်စောင့်ရင်လည်းပြင်ခန်းသွားပါမယ်။ဒီဟိုတယ်ကဘယ်လိုလောက်တာလဲဆိုတော့ဘယ်လိုမှတောအုပ်ပေါ့နော်။တောအုပ်တွေမှာလောကအိမ်ကြီးစောက်ရတဲ့ပုံစံမျိုးပေါ့လောကအရှုကင်းတွေကလာပြီးလောက AC တမိုင်းအတွက်လောကမိုက်ပါတယ်။ လို့အားလုံးပဲမင်္ဂလာပါအခုကတော့နက်ခွန်တို့မှရှိတဲ့အပန်းဖြည့်တဲ့နေရာကိုရောက်နေတာလားဒီအပန်းဖြည့်တဲ့နေရာကတော့တကြံတို့ကတော့ဆိုတော့နမည်ကြီးတယ်ဆိုတော့စနေသွင်းနေတဲ့နမည်ကြီးကျွန်တော်ရအရာစနေသွင်းနေမှာမဟုတ်ဒီနေ့ကြာတာပလေးကြာတာပလေးပါနေတော့သူကကျတော့ရေချောင်းပေါ့ရေချောင်းပေါ်မှာစောက်တော်တဲ့အိမ်ကြီးလေးအဲ့ဒါတမဲတကြံတို့ကဆိုအရင်နမည်ကြီးရယ် ဆယ်လေးလေးလေးဆိုအရင်လူများတယ်ပေါ့လူလာတာများများဒီရက်ကတော့အရင်လူတိတ်ရှိတော့မရှိလူဒီအခုတော့ကျွန်တော်တွေ့ရတော့လူတော့များတတော်လှတဲ့နေရာကိုသွားမှောက်ပါဒီနေရာလေးကတော့ကျွန်တော်တို့သေးတဲ့အခန်းပေါ့နော်ဒီနေရာလေးကကျွန်တော်တို့သေးတဲ့အခန်းဒီဘက်ချမ်းမှာတော့လုံးဝသူလုံးလာဆိုင်ပေါ့စားတော့ဆိုင်ပုံစံမျိုးလုပ်လာတာပေါ့ဒါကတော့ကျွန်တော်တို့သေးတဲ့အခန်းမှာဒီခန်းထဲမှဝင်ရင်ဘေးမှာဘာတွေရှိတယ်ဆိုတာကျွန်တော်လည်းကြည့်လိုက်ရအောင်ဖြူလေးကတော့လှပါတယ်ဒီလုံးလာ အကန်းကြီးပုံစံလေးပေါ့မှန်တော့ဒီကြာကြည့်ရင်တော့ဒီကန်အလောက်ကြီးတော့မဟုတ်ဘူးသူကကန်းကြီးပုံစံမျိုးလောက်တာတော့မိုင်းနော်တော့တဲလေးကြီးနဲ့ဒီချောင်းကအခုချိန်ကြည့်လိုက်ပြီရှင်တော့ရေတော့တိတ်မရှိဘူးပေါ့ဒူးလာပဲရှိတယ်ဒါမဲ့ तू อ่ะစနေတနေ့နေ့ဆိုရင်ဒီအပေါ်ကရေကတာပေါ့နော်ရေကတာရေဖောက်ချတော့လုံးဝရေနည်းနည်းများသွားတော့ပေါ့ပြောရရင်အဲ့မှလုံးဝအဲ့ဒီမှာ ဘောရည်စီးကြမယ်လှေလော်ကြမယ်အဲလိုပေါ့ဘောရည်ဘောနဲ့စီးပြီးအောက်မျောရတာပေါ့အဲ့လိုမျိုးအဲ့ဒါကြောင့်နာမည်ကြီးပြီးတော့အဲ့လိုလူလာများတာပေါ့နော်ဒီနေရာကတော့ဒီနေရာကတော့ဟိုတယ်လောက်တာတဲ့နေရာပေါ့နော် သူဟိုတယ်အတူတူပုံလောက်တာနေရာတကယ်တော့ဒီချောင်းကအောက်ပချံမှာပို့စီးရပါမယ်နော်အောက်ပချံမှာပို့စီးတော့ကျွန်တော်စစကားဘူးလာတဲ့ပချံအောက်ပချံမှာသူကပို့စီးရဲ့လူတွေလည်းများတယ်ဗျာ ဒီမှာကျတော့ hotel batch ံပြတော့ hotel တဲတဲ့လူလောက်ပဲဒီ batch ံမှာရှိတာပေါ့နော်အောက် batch ံမှာတော့တကယ်ခီးသွားနေတဲ့လုံကလက်လဲလူတွေနဲ့အောက် batch ံမှာတော်တော်လေးစုံပြီးတော့အောက် batch ံမှာတော်တော်လေးစီးပါတယ်ဒီဗမ်းမီစကန်တစ်ခုမိုက်တာလုံက AC သမားတွေပေါ့နော်အပန်းဖြည့်ခြင်းနဲ့ AC သမားတွေအပန်းဖြည့်ခြင်းအားယူခြင်းနဲ့ဆိုရင်တော့ဒီမှာလက်သေးပေါ့အလုံးဝမိုက်တယ်။လုံးဝ AC ပြီးတိတ်ဆိတ်ပြီးတော့ အောက်ဘက်ခြမ်းမှာကြတော့ဒီတိုင်းမိသားစုတွေပါအဲလိုင်းတော့ပုတ်ကောင်းဒီမှာတော့ AC တိတ်ဆိတ်ပြီးတော့ AC လေးဖီးကျင်တဲ့လူတွေတော့တော့ဒီဘက်ခြမ်းအရန်မိုက်ပါတယ်လူ၈ယောက်ခန်းမှဆိုရင်လုံးဝအဆုံပါတယ်ဗျာဘယ်လိုပြောမလဲလုံးဝစားမယ့်နေရာတို့ပြီးရင်ညဘက်တို့ပါဆိုရင်အကင်ကင်မဲ့နေရာတို့ဗျာဘီယာတောင်းမဲ့နေရာတို့ပြီးရင်ယူကန်တို့ရေစိမ်မဲ့ကန်တို့အဆုံပေါ့ပြီးတော့သူကဘယ်လိုပြောမလဲကန်ဆက်ရဲ့ဘေးနားမှာဖြစ်တဲ့အတွက်လုံးဝမိုက်တယ်ဗျာဖူးတော့ ီဟိုတယ်မှာတခုရှိတာဈေးနှုန်းပေါ့နော်ဈေးနှုန်းကနည်းနည်းဈေးများတယ်ဗျဈေးများတာပေါ့ပမာဏနဲ့တွက်ကြည့်မယ်ဆိုတော့ဈေးနည်းနည်းများတယ်တို့ထိုင်းနယ်ကျတွက်ကြည့်မယ်ဆိုတော့ဈေးနည်းနည်းမှာပေါ့နော်ကျွန်တော်တို့အခုတဲတဲ့ခန်းဆိုရင်သူက၈ယောက်ခန်း၈ယောက်ခန်းပေါ့မှာသူက8,900ပေါ့ဒါရှော့လာတာနော်ဒါ8,900ဒီလေးယောက်ခန်းတို့6ယောက်ခန်းတို့လို့ပေါ့အခန်းဆုံးရှိပြီး VIP 2ယောက်ခန်းတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့မိသားစုလေးနဲ့ပြီးတော့သူအခန်းတိုင်းခန်းတိုင်းမှာတော့ရေကူးကန်ပါတယ်တခုရှိအဲ့မူလေးကတော့တခုတော်တော်မိုက်တယ် ရေကူးပြန်ရေကူးမှထည့်ထားပြီးတော့ဘယ်လိုပဲရေကူးလို့ရတယ်ပေါ့ဗျာနော်ရောက်တာနဲ့ဝီလိုရိုက်ဆက်ကြည့်ရိုက်ပြီးတာနဲ့အစမ်းကြောင်းမှာရေလေးစင်ကူးလိုက်တယ်ပေါ့နော်ရေလေးစင်ကူးပြီးတော့အဲပြန်တက်လာတယ်ပြန်တက်လာတဲ့ရေစိမ်မယ်ရေစိမ်ပြီးတော့ရေစိမ်ပြီးတော့အလုံးဝရေစိမ်ပြီးနာနဲ့လုံးဝရုတ်ချောချောလေးနဲ့ရေပြန်ကူးမှာပေါ့နော်ရေပြန်ကူးဖို့လုံးဝထားလိုက်ပါတယ်အမ်ရေကူးတော့မယ်ကောင်းလေးချောချောလေးရဲ့ရုတ်ချောချောလေးနဲ့ရေကူးလိုက်ပါအောင်မယ်ရေကူးတာလေးကိုကြည့်လိုက်ပါအောင်နော် ီဟိုတယ်ကိုလာခြင်းတော့ဘန်ကောက်နေဆိုရင်ကာ3နိုင်လောက်စီးရတာပေါ့နော်ကာ3နိုင်လွတ်တူကာနဲ့ကျွန်တော်တို့လာတာပေါ့နော်ကျွန်တော်တို့လာတာဖွဲ့ရတော့3ဘွဲပေါ့နော်ကာ3စီးနဲ့လာတာပြီးတော့အခန်းလေးလည်းအများကြီးယူလာတာပေါ့နော်တခါလေဘိုကင်တင်ပြီးတော့လာတာပေါ့နော်ဒီတိုင်းဟိုတော့မှအခန်းယူမယ်ဆိုရင်တော့အခန်းပြည့်တယ်ပေါ့အမြဲအခန်းပြည့်တော့အခန်းဘိုကင်လေးကြည့်ပြီးတော့မှသွားရင်ဘိုကောင်းတော့ပေါ့နော်ဘိုကင်လေးတင်ပြီးသွားရင်တော့ဘိုကောင်းတော့ပေါ့ဒီနေ့နေဆိုရင်တော့အရန်ဈေးမကြည့်ဘူးနော်တယောက်ကိုတစ်ထောင်လောက်ပဲကြာမှာဗျာပြောတယ်သူတို့မှအကြတော့တယောက်တစ်ခန်း တခန်းမဟုတ်ဘူးနော်ပြန်တယောက်တထောင်လုံးနဲ့ပေါ့နော်တခန်းယူရဆိုနှစ်ယောက်ခံလို့ရင်2000ပေါ့အဲ့တော့2000တော့ပေးရအောင်အဲလုံးဝအပန်းဖြေနားယူ AC သမားကြီးတွတ်ဆိုရင်တော့ဒီနေရာဟာအရင်ကတင်းတော်တယ်ပြီးတဲ့ပြင်အောက်ဘက်ပဲလူလာများပဲဒီမှာတီးတန့်ပေါ့နော်ဟိုတယ်ကလူတွေတီးတန့်တယ်လုံးဝအနားယူပြီး AC ကြိုက်တယ်လို့ခြေလို့ရတယ်ဒီဓာတ်ပုံရိုက်ဗီဒီယိုရိုက်လုံးဝစောင့်ရမ်းမိုက်တယ်ဒီနေရာလုံးဝအကျံပေးရမယ်ဆိုရင်တော့စနေနေ့လာပါတော့စနေနေ့ရက်ဆိုရင်လောကကြီးကလာအကြီးလှုပ်ချတော့ဒီနေရာလေးကတော်တော်မိုက်ပါတယ် ဒီဘက်ချံတော့ကျွန်တော်တော်တော်တဲရပေါ့နော်နှစ်ယောက်ခံပေါ့နှစ်ယောက်ခံပေါ့လေးယောက်ခံပေါ့လေးယောက်ခံရှိတဲ့ဘက်ချံပါဒီဘက်ခံဒီယောက်ခံလုံးဝ private လုံးဝ private ဘူးနဲ့လုံးဝ share ပိုက်တယ်ဒီဘက်ချံမှာသူကလည်းဒါလေးယောက်ခံဟိုဘက်ချံမှာနှစ်ယောက်ခံတတ်တတ်ရှိနှစ်ယောက်ခံကရီကွတ်နဲ့တေးတယ်လေးယောက်ခံကြအတင်းတော့ပဲရေစိန်မှုလောက်ပါပဲရေဟိုလိုမျိုးကူးဖို့လောက်ယူတာမဟုတ်ပါဘူးသူ့မှာကလုံးဝဒီဘက်ချံတစ်ချမ်းမှာနှစ်ယောက်နေလို့ရတယ်ပြီးတော့ဟိုဘက်ချံမှာတစ်ချမ်း ်သူကတခန်းပေးမယ်တခန်းကိုမှသူကနှစ်ချမ်းချမ်းလာတဲ့ပုံစံမျိုးအလဲမှာယူကွန်းလေးဟာပြီးဟိုချမ်းနှစ်ချမ်းဒီဘက်ချမ်းပေါ့နှစ်ချမ်းချမ်းလာပြီးတော့လောကတစ်ယောက်တခန်းနှစ်ယောက်နေလို့ရတယ် ဲ့ဒီခန်းဆိုရင်တော့တခန်းကို6000လောက်ကြာတယ်6000လောက်တချမ်းကို3000လောက်ပဲပေးရမှာเนาะတချမ်း3000လောက်ရှိခဏကျွန်တော်ပြခဲ့တဲ့ခန်းဆိုရင်အဲ့ဒီခန်းကကြာတော့ရှမ်းမရည်နေတဲ့ခန်းရှမ်းမရည်နေတဲ့ခန်းအဲ့ဒီခန်းလည်း6ရောက်နေတွေ့ရအဲ့ဒီခန်းဆိုလည်းပုံမိုက်တယ်အဲ့ဒီခန်းကကာရာအိုကေတို့ဘာလို့ပါတယ်လုံးဝမိုက်တော့ကာရာအိုကေစုံမဲသူတို့ဘာလို့ဆိုရင်တော့ခဏကျွန်တော်ပြသွားတဲ့အဲ့ဒီခန်းလေးကို လုံးဝတဲတင်းနေလို့ပြောအောင်အဲ့နာယူယူကန်းနေကြတော့လေအရန်ကိုတန့်ပြီးတော့အရန်ကိုလုံးဝသူလောက်တာတာပြင်နာတဲ့ပုံစံလုံးဝအရန်ကိုမိုက်ပါတယ်စားစရာအနေနဲ့ပြောအောင်မစလို့အရန်ကိုစားကောင်းပါဒီဟိုတယ်ရောက်ရင်ဒီရမယ်မှာစားကြည့်ဖို့ကျွန်တော်အကြံပေးခြင်းတယ်ဒါမဲ့ဈေးလူရောနည်းနည်းကြီးရပါတော့ဈေးနည်းနည်းကြီးပြီမသူပြရတာလုံးဝမီးဆန်းတင်နေရလုံးဝအစုံရတယ်ကြော်ကြော်ဝက်ကြော်လုံးဝဟင်းကျူတွေလုံးဝစောင့်ရမိုက်ပြီးတော့လုံးဝစားလို့ကျွန်တော်အကြိုက်ဆုံးတော့ဒီနေရာလေးပေါ့နော်ဒီနေရာလေးကလုံးဝစောင့်ရမိုက်ပြီးတော့စောင့်ရချီလို့ကောင်းတဲ့နေရာလေးပေါ့ညာဘက်ဆိုရင် ပုံလေးရိုက်လို့မိုက်တယ်ပြီးတော့သူ့မူကလုံးဝဒီမှာပေါ့အောက်မှာထိုင်ပြီးတော့လည်း easily ထိုင်ပြီးတော့ထိုင်တောက်ပြီးတော့လုံးဝသူ့ရဲ့စကားလေးကြည့်ပြီးတော့လုံးဝဇုံတွေရဲ့ဒါဆိုလုံးဝလုံးဝစမှုဖြစ်တော့လုံးဝမိုက်တယ်ဗျာလုံးဝ share ပဲ easily free ကြည့်ရုံပဲဒီနေရာလေးကဒါစားတဲ့နေရာလေးပေါ့နော်ဒီနေရာရဲ့အပေါ်တက်မှာလုံးဝဘူဖေးတွေပဲရတယ်နော်ဘူဖေးတွေပဲတစားလို့ရတဲ့နေရာလေးပေါ့ ိုက်ပေါ်တမှာ50 to 99နဲ့ပဲ90ဒီလည်းမြည်ကျွေးတဲ့ buffet အဆုံရှိတယ်ပါအမှအမှလည်းစားရကြတော့သူရဲ့ hotel လက်မှတ်တွေမှာပါပြီးသားပဲပေါ့ဒီချိန်ကတော့ အခုကတော့မအိတ်ခင်လေးပြုံတစားမအောင်နော်ပြုံกินနာတော့နော်ပြုံกินနာတွေကိုအတော်ခံမှတစားမအောင်ဒုကန်မစားဘူးဒုကန်သွားလိုက်ပါအောင်မင်းအားလုံးပဲကျွန်တော်ဗီဒီယိုကိုကြိုက်နေတက်တယ်ဆိုတော့ပြဲလိုက်ရန် subscribe လေးလုပ်ခဲ့ပြီးကြပါအောင်။နောက်ဗီဒီယိုတွေမှာရောဘယ်တွေသွားမယ်၊ဘာတွေလုပ်မယ်ဆိုတာသိချင်ကျွန်တော်ဗီဒီယို channel လေးကို subscribe လေးလုပ်တာပြီးတော့စောင့်ကြည့်ပေးကြပါအောင်ဗျာ။